Hello everyone အားလုံးပဲမိလာပါရှင်အားလုံးပဲနေကောင်းကြရလားရှင် ဒီနေ့မှာတော့နန်ကားအလုံးအတွက်အရန်ကူမှမိုက်တဲ့ application လေးတစ်ခုကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီ application ဟာဆိုလို့ရှိရင်တော့ဘီဘမှာရှိတဲ့အလုတ်ကင်တွေကိုအာဒါရှာဖွေလို့ရတယ်လို့မျိုးကိုယ့်ရဲ့ local ထဲမှာရှိတဲ့အလုတ်ကင်တွေကိုလည်းဒါရှာဖွေလို့ရတဲ့ application တစ်ခုဖြစ်ပါတယ်။ဒီ application နဲ့မှာဆိုလို့ရှိရင်တော့ဝင်ဝေကောင်းတဲ့အလုတ်တွေပဲရှိတာမို့လို့ကိုယ့်အတွက်အရန်ကူမှအဆင်ပြေတဲ့ application လေးတစ်ခုဖြစ်ပါတယ်။ဒီ application ဖွင့်နေတဲ့၃နည်းလေးကိုလည်းနန် step by စ်တက်ပြပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့မမိပါနဲ့နော်ဒီ application ကတော့ဒါအလုပ်ရှာတဲ့ application နဲ့မှာအကောင်းဆုံးဖြစ်ပြီးတော့သူ့နာမည်ကတော့ LinkedIn ပါ။အာဒီ application ကိုနင်တို့အရင်ဆုံး Google Play Store ထဲမှာပေါ့နော်နင်တို့ down ရပါမယ်။ဒါမို့ App Store ရှိနေ App Store ထဲမှာ download ရပါတယ်။ Android ရော iOS ရောနှစ်မျိုးလုံးရတဲ့ application တစ်ခု ဖြစ်ပါတယ်။ ညနေ download လုပ်ပြီးသားလို့ရှိရင်တော့ဒီ application နဲ့ဝင်ပြီးတော့အကောင့်ရင်ဆုံးဖောက်ပါမယ်။အ Google နဲ့လည်းခြေလို့ရတယ်လို့မျိုး email နဲ့လည်းဖွင့်လို့ရပါတယ်။ NaN တော့ Google နဲ့ပဲခြေလိုက်ပါမယ်။သိထားရမယ့် chat ခုကတော့ဒီ application သုံးနေတဲ့ချိန်မှာ VPN လောဝဖွင့်လို့မရပါဘူး။ VPN ဖွင့်လို့ရှိရင်တော့ဒါ error ဖြစ်တတ်တယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ VPN ကိုပြန်ပိတ်ပြီးတော့ဒီ application ကိုပြန်ဝင်ပါမယ်။ ဆိုတော့ VPN ပိတ်လိုက်ပြီဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေသွားပြီပေါ့နော်။သူကအာအကောင့်ကိုဖွင့်ပါမယ်ဆိုတော့ Google account ယူပြီးသွားလို့ရှိရင်တော့အာဒါအကောင့်စပြီးတော့ပွင့်လာပါပြီ။အကောင့်မပွင့်ခင်မှာသူကအဲ့လိုမျိုး verification လုပ်ရတယ်ပေါ့နော်။ verification လုပ်ရတယ်သူတို့ခိုင်းနေတာလေးကိုနည်းနည်းလုပ်ပြရတာပေါ့နော်။ဒီမှာဆိုလို့ရှိရင်သူက UI ခိုင်းနေ image correct way ပေါ့နော်။ image ယူခိုင်းတဲ့အခါမှာရသွားပြီဆိုလို့ရှိရင်တော့အကောင့်ပွင့်လာပါပြီ။ ီမှာဆိုလို့ရှိရင်ဘောနောကိုရဲ့ location ကိုဖြည့်ရပါမယ်အာဖြည့်ပြီးသွားပြီးပြီးတော့ကိုရဲ့ job title ဘောနောကိုရှာခြင်းနဲ့ job title ကိုကိုရေးလို့ရပါတယ်အာမရေးချင်လဲရတယ်အာ student နဲ့ဖြည့်လဲရတယ်ဘောနောဒါပေမဲ့အထင်းမှာအာ application နဲ့မှာ job ချလို့ရှိရင်တော့အားလုံးက reset ကတော့အတူတူပါပဲ အဲ့ဒါပြီးသွားလို့ရှိရင်တော့အကောင့်ပွင့်သွားပြီပေါ့နော်ဒီအချိန်မှာသူဒီဟာရွေးခိုင်းတဲ့နေတစ်ခုရှိသေးတယ်အဲ့ဒါကိုလည်းသူ yes i'm actively looking for a new job ဆိုပြီးရေးလိုက်လို့ရှိရင်ရပြီပေါ့နော် nice ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်တော့သူ i'm open to remove work ကိုနေမယ်အာပြီးလို့ရှိရင် niche ပေါ်လာတဲ့အခါမှာ niche ကိုနေလိုက်ပြီလို့ရှိရင်တော့သူတို့ဒီရဲ့ application နဲ့မှာ job လေးစပြီးတော့သူရှာလို့ရပါပြီ ီထဲမှာဆိုလို့ရှိရင်လည်းမြန်မာပြည်အများကြီးပဲကွနော်။သူကကြတော့ဒီ application Facebook လို့ပါတော့တောင်းနေတူတူပဲပေါ့နော်။အဲ့မှာကိုကအလုပ်လေးလည်းတင်လို့ရတယ်လို့အလုပ်လေးလည်းရှာလို့ရတယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင် work from home လုပ်တယ်ဆိုလည်းအများကြီးရှိတယ်။အာပြီးလို့ရှိရင်နိုင်ငံခြားကနေပြီးတော့ဒီဝင်ဝင်ကောင်းတဲ့အလုပ်တွေဆိုလို့ရှိရင်လည်းအများကြီးရှာလို့ရတယ်ပေါ့နော်။ volunteer အလုပ်တွေလား work from home အလုပ်တွေလားဒါမှမဟုတ်လို့ရှိရင်လည်းဒီလိုရုံသိမ်းရုံစင်လုပ်တဲ့အလုပ်တွေလားအများကြီးရှိရပေါ့နော်။အာဒီမှာဆိုလို့ရှိရင်လည်းဒီမြန်မာနဲ့ပတ်သက်ပြီးတော့ organization တွေအများကြီးပေါ့နော်။နိုင်ငံခြား organization တွေလည်းနင်တို့အများကြီးရှာလို့ရ ရတဲ့အတွက်ကြောင့်မို့တော့ကိုယ့်အတွက်အရန်ကိုအဆင်ပြေတဲ့ application တစ်ခုဖြစ်ပါတယ်။ပြီးတော့ဒီမှာ internship ဆင်ရမယ့်ဟာရင်းလေးရှာလို့ရတယ်လို့ပြီးလို့ရှိရင်ဒီခုနပြောသလို work from home လို့အကုန်လုံးအကုန်လုံးပေါ့နော်။ကိုယ့်အတွက်ကိုယ့်မှာ experience မရှိဘူးအတွေ့အကြုံမရှိပင်မဲ့လေကိုကဒီကနေပြီးတော့ရှောက်ပြီးတော့တကယ်ပဲအလုပ်လုပ်ခြင်းနဲ့စိတ်အားထက်တယ်နဲ့ပုံစံနဲ့ရှောက်လို့ရှိရင်တော့ဒါလုံးဝအဆင်ပြေပါတယ်။ဒါကြောင့်မို့ဒီ application လေးမှာအာဒါလုံးဝလုံးဝအလုပ်ရဖို့ကလုံးဝတည်တည်ချာချာရှိရင်သိကြတယ်ပေါ့နော်။ ဒီ application ကတော့ Pipa ကရော locate တဲ့ကအလုပ်ဒီကိုရှာလို့ရတာမို့လို့ရန်ကုန်မှာအဆင်ပြေတဲ့ application တစ်ခုဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကို့ account ထဲမှာဆိုလို့ရှိရင်လေကို့ရဲ့ကိုရှာခြင်းနဲ့ position တွေလည်းရှာလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကိုကဘယ် position offer လုပ်ခြင်းနေဆိုရဲဟာလေကိုတင်လို့ရတယ်ပေါ့နော်အဲအကြောင်းဒီ application ရဆိုလို့ရှိရင်တော့ဒါအလုပ်ရှာနေတဲ့သူရောအလုပ်လုပ်ခြင်းနေသူရောအလုပ်ပေးခြင်းနေသူတွေပါတတစုစီလေးရှိတဲ့ application တွေတစ်ခုဖြစ်တာမို့လို့အလုပ်အလုပ်လုပ်ခြင်းနေသူတွေအတွက်အရင်ကိုအဆင်ပြေတဲ့ application တစ်ခုဖြစ်ပါတယ် ဒီ application လေးကိုအသုံးပြုပြီးတော့ကိုယ်တွက်အရင်ကဝင်ဝင်ကောင်းစီမဲအာအလုပ်တွေကိုရှာဖို့အတွက်လမ်းနည်းနဲ့တိုက်တွန်းချင်ပြီးချင်ပါတယ်ဆိုတော့ဒီ application လေးကိုအခုပဲတွားပြီးတော့ download လုပ်လိုက်တော့နော်ဒီ video ကိုဆုံးနေချစ်ပြီးအတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ် video တွေမှာလည်းအားလုံးတို့အကျိုးရှိစေမယ့် application လေးတွေကို ပြတ်ပေးမှာမို့လို့အာဒီရဲ့ channel လေးကို subscribe လုပ်ဖို့မိပါနေနော်